ားလုံးပဲမင်္ဂလာပါရှင်။ Audio Book Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီတစ်ခါမျှဝေတင်ဆက်ပေးမယ့်စာအုပ်အကြောင်းအရာလေးကတော့စာရေးဆရာမိုးရှင် IMD ရဲ့လက်ဆောင်ဆိုတဲ့စာအုပ်ထဲကနေအပိုင်းသစ်အမှတ်ထောက် theory အကြောင်းကို လာပြီးတော့မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ကဲအစဉ်သစ်ဖြစ်ပြီးဆိုရင်နားထောင်လိုက်ကြရအောင်နော်။အမှတ်ထောက် theory ဒီစာအုပ်လေးရဲ့ပထမဆုံးအခန်းမှာ စာဖတ်သူတွေကိုအရန်အဖို့တန်ပြီးကျွန်တော်အတွက်တကယ်အသောဝင်ခဲ့တဲ့ပေါင်ပြင်းလေးတစ်ခု ပြောပြခြင်းပါတယ်။ဒီပေါင်ပြင်းလေးကို kindspring.org ဆိုတဲ့ website ကနေဖတ်ပြီးနောက်ပိုင်းလက်တွေ့အတောင်းချရာကနေအရန်ကို အတောင်းဝင်လို့ကောင်းထဲမှာအမြဲဆွဲနေခဲ့ပါတယ်။ပေါင်ပြင်းလေးဆိုတာတဲ့အကြောင်းအရာလေးတစ်ခုလို့ပြောရင် ပုံမှန်ပါလိမ့်မယ်။ အခုအရင်ဆုံးဒီအကြောင်းအရာလေးဖတ်ကြည့်ကြရအောင်တတရရရှိတဲ့မနက်ခင်းတစ်ခုပါပဲကျွန်တော်လေးစိတ်ကိုသွားဖို့ရှိတာကြောင့်တက္ကစီတစည်းကိုငှားလိုက်ပါတယ်တက္ကစီဆောက်ထွက်ပြီးတော့ခဏအကြာမှာတော့လမ်းဘေးကပါကင်ထိုးထားတဲ့ကားတွေတဲကတစည်းကဝေါင်းခနဲ့ဆိုပြီးအချိန်ပြင်းပြင်းနဲ့ကျွန်တော်တို့ကားရှိကနေမောင်းထွက်သွားပါတယ်ကျွန်တော်တက္ကစီဆရာကလည်းပရဲကို ချက်ချင်းနင်းလိုက်ရပြီး ပုတ်ကတိကလေးလွတ်သွားပါတယ်။တကယ်တော့ကျွန်တော်တို့ကလမ်းကြောင်းမှန်ပေါ်ကနေသွားနေတာပါ။ရှေးကရောက်တဲ့မောင်းထက်သွားတဲ့ကားကရပ်ပြီးတော့တောင်ကျွန်တော်တို့ကားကို လိုက်ဆဲသွားပါသေးတယ်။သူကလည်းမှားသေးတယ်၊ဆဲလဲဆဲသွားသေးတယ်ဆိုတော့ကျွန်တော်တော်တော်လေးကိုသောတာထွက်သွားပါတယ်။ဒါပေမဲ့အော်စရာကကျွန်တော်ရဲ့တက္ကစီစရာပါ။ သူကတော်တာမထွက်ပဲရှေ့ကဒရိုက်ဘာကို ပြောင်းတောင်ပြောင်းပြလိုက်ပါသေးတယ်။ကျွန်တော်လည်းအရန်တိချင်တာနဲ့သူကားကခမည်းကားကိုပျက်စီးသွားနိုင်စေတယ်လို့ကျွန်တော်တို့နှစ်ယောက်လုံးလည်းဆေးရောင်ရောက်သွားနိုင်တယ်။ဒါကို ခမည်းဟာပါလို့ပြောင်းနေနိုင်တာလဲလို့မေးလိုက်မိပါတယ်။အဲ့ဒီအခိုင်အတန့်မှာပဲကျွန်တော်ဘဝမှာအရန်အတောင်းဝင်လာမဲ့အမိုက်ထောက်တီအိုရီကိုကျွန်တော်သိခွင့်ရခဲ့ပါတယ်။ အမိုက်ထောက်တီအိုရီဆိုတာကျွန်တော်ပါတာနာမည်ပေးထားတာပါ သူတကယ်ပြောပြခဲ့တာကတော့ဒီလိုပါဒီလိုလူမျိုးတွေကတကယ်တော့အမိုက်ထောက်တွေအများကြီးတင်ထားတဲ့အမိုက်ကားနဲ့တူတယ်ဗျာသူတို့မှာအမိုက်နဲ့တူတဲ့စိတ်လေးစရာသောတာတွေစိတ်ရှောက်စရာထွေးမှုတွေစိတ်ပြတ်မှုတွေနဲ့ပြည့်နှက်နေတာ သူတို့ရဲ့အမိုက်ပေါင်းကြီးကကြီးလာတဲ့အခါသူတို့ကအဲ့အဲ့ဒီအမိုက်တွေကိုတုံဖို့နေရာလိုက်ရှာတတ်တယ် တခါတလေခမည်းအပေါ်ကိုအဲ့ဒီအမိုက်တွေတွန်းချလိုက်မယ်။ဒါပေမဲ့ခမည်းမယူရင်ဘာမှမဖြစ်ပါဘူး။ပြောင်းပြသင့်ရင်ပြောင်းပြလိုက်။မတိတလို့နေသင့်တဲ့အခါမတိတလို့နေလိုက်။သူတို့ကိုစိတ်မဆိုးနဲ့။ပြီးရင်ကိုခရီးကိုဆက်လျှောက်။သူတို့အမိုက်တွေကိုယူပြီးအခြားလူတွေစီကိုလက်ဆင်မကမ်းမိစေနဲ့လို့တက္ကစီဆရာတီတီငယ်ငယ်နဲ့ပဲကျွန်တော်ကိုပြောပြခဲ့ပါတယ်။ကျွန်တော်လေးစိတ်သွား ပြီးတဲ့နောက်ပိုင်းသူရဲ့အမိုက်ထောက်တီအိုရီအကြောင်းပဲဆက်လက်တွင်းနေမိတော့တယ်။ဒီနေ့အထီးလဲအဲ့ဒီအမိုက်ထောက်တီအိုရီကိုကျင့်တောင်းလျက်ရှိပြီးတော့ကျွန်တော်ဘဝမှာပို့ပြီးတော့ပျော်ရွှင်လာခဲ့ပါတယ်။အထက်ပါအကြောင်းအရာလေးကတော့ကျွန်တော် online ပေါ်မှာဖတ်မိခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအကြောင်းအရာလေးတွေကတက္ကစီဆရာလို့အရင်ကမတွေးခဲ့ဘူးပါဘူး။ကိုကိုအမိုက်တွေလာသွန်ချတဲ့အခါယူထားမိခဲ့ပါဘူးတဲ့။ တော်တာတွေကိုတော်တာတွေနဲ့တောက်ပြန်ခဲ့ပူပါတယ်။ကိုမကောင်းချောင်းပြောတဲ့သူတွေကိုလည်းစိတ်ထဲမှာထားခဲ့ပူပါလေ။အဲ့ဒီလိုစိတ်တွေကြောင့်လည်းပူလောင်ခဲ့ရပူပါတယ်။တခါတလေကိုကိုတဆောင်တယောက်ကစိတ်အနှောက်ရှက်ပေးသွားရင်တပတ်လောက်ကြာတဲ့အထိစိတ်ထဲကဖြောက်လို့မရဖြစ်တတ်ပါတယ်။ကိုကိုလာပေးတဲ့အမိုက်တွေကိုမတိပဲယူထားခဲ့မိတာပါ။ ဒီစာအောက်လေးရဲ့အခန်းသစ်မှာဒီအကြောင်းကိုရေးတာအကြောင်းရှိပါတယ်။လူတော်တော်များများစိတ်ညစ်ရချင်းရဲ့အတိတ်ကအကြောင်းရင်းကသူများတွေစီကအမှိုက်ထောက်တွေကိုယူထားမိလို့ပါ။ကျွန်တော်ကိုယ်တိုင်လည်းလောက်ခဲ့တဲ့အရာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတဖြည်းဖြည်းအမှိုက်ထောက်တွေမယူမိအောင်စ조사ရာကနေပို့ပြီးတော့စိတ်သက်သာလာဖြစ်ပါတယ်။ကျွန်တော်2016မေလကသူစိတ်တကြတဲ့ဖတ်ပိုးဆိုတဲ့စာအုပ်ကိုထောက်ဝေခဲ့ပါတယ်။ ပထမဆုံးစာအုပ်ကအရန်အောင်မြင်ပြီးအကြိမ်ကြိမ်ထုတ်ဝေခဲ့ရပါတယ်လက်ရှိစာရင်းနေချိန်မှာအက်ဒီဆာအောက်ထပ်တာတစ်နှစ်ကျော်သွားပြီးစီးရီးမတ်ရဲ့အယောင်ရဆောင်စာအောက်မှာတော်တန်အတွင်းတစ်နှစ်နီးပါးရပ်တည်ခဲ့ပါတယ်။အက်ဒီလိုစာအောက်ထောက်လိုက်ခြင်းအောင်မြင်တော့ကျွန်တော်အဝေးဖန်ခံခဲ့ရပါတယ်။ဘာဝေးဖန်လဲဆိုတော့ကျွန်တော်ရေးတဲ့စာတွေကတရားပိုးတောင်းပေါက်တွေတဲ့။အရန်ပေါ်တဲ့စာမျိုးတွေတဲ့။စာအောက်ကလည်းပါတယ်တဲ့။ ကျွန်တော်ကိုတငယ်ချင်းတယောက်ကပြောလို့သူတို့ဝေဖန်ထားတဲ့ပိုစီကိုကြည့်ခဲ့မိတာပါကျွန်တော်မညာပါဘူးကျွန်တော်တော်တော်လေးစိတ်အနှောက်အယှက်ဖြစ်သွားခဲ့ပါတယ်သူစိတ်တကြတိုင်းဖတ်ပိုစာအောက်ကဘာသာပြန်ပုံပြင်လေးတွေပါတယ်လို့ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အသွေးကြောင်တွေကိုလည်းထည့်တွင်းရေးထားတာပါစာအုပ်လေးကအရန်တော်မထူပါဘူးဒါပေမဲ့အဲ့ဒီစာအုပ်လေးတွေကအတွေ့အကြုံနဲ့အတိတ်တရားတွေဟာ နှစ်တင်နဲ့ရင်းခဲ့ရတာပါ ဲ့ဒီအချိန်ကတခုခုပြန်ပြောချင်ခဲ့မိတယ်။ဒါပေမဲ့ကျွန်တော်ဘာမှမပြောပဲသူ့ push ကနေပြန်ထွက်လာနိုင်ခဲ့တယ်။အဲ့ဒီတောင်းကဒီအမိုက်ထောက် theory ဆိုတာလည်းမဖတ်ဘူးသေးပါဘူး။ပြန်ထွက်လာရခြင်းအကြောင်းရင်းက၁အဲ့ဒီလိုလူတွေကျွန်တော်ဘဝမှာအများကြီးကြောင်ခဲ့ပူပါတယ်။စေတနာအပြစ်ထားလဲအပြစ်ပြောခံရခြင်းကနေလုတ်ကင်းအောင်နေလို့မရဘူးဆိုတာကျွန်တော်သဘောပေါက်ပြီးနေပါပြီ။နှစ် ဝေဖန်တာမခံနိုင်ရင်အမြင့်ရောက်မှာမဟုတ်ပါဘူး။တောင်းသူလဲလူသားတယောက်ပေမို့သူ့အထင်အမြင်ကိုလွတ်လပ်စွာ သူ့ဝေါ်မှာရေးခွင့်ရှိပါတယ်။အဲ့ဒီအချက်တွေကြောင့်ကျွန်တော်ပါမမပြောဖြစ်ခဲ့ပါဘူး။ကျွန်တော်လောက်ရအတွက်လဲကျွန်တော်အရန်အားနာမိပါတယ်။မိမိလိုက်ပြတတ်တဲ့လောက်ရတစ်ခုဖြစ်တဲ့အတွက်လူတိုင်းကိုလက်ရှင်းပြနေစရာမလိုပါဘူး။ဟိုအရင်ကနှစ်လောက်ကစိတ်မျိုးဆိုရင်တော့ကျွန်တော်အဲ့ဒီလိုတောက်ပြန်ခဲ့ဖြစ်မှာမဟုတ်ပါဘူး။ ကျွန်တော်ကိုမောင်းတဲ့သူတွေကိုကျွန်တော်အကောင်းဆုံးပြန်လဲရှင်းပြပြီးဆက်ဆံခဲ့ပူပါတယ်။ဒါပေမဲ့ဘဝမှာကျွန်တော်တင်ယူလိုက်ရတဲ့အရာတခုက အချို့လူတွေကတင်ဘလောက်ပဲကောင်းအောင်နေနေတင်လောက်တမျှကိုအစိုးပဲမြင်နေတတ်တယ်ဆိုတဲ့အချက်ပါပဲ။အဲ့လိုလူမျိုးတွေကိုရှင်းပြနေလို့ကတော့တင်ရှေ့ရောက်မှာမဟုတ်ပါဘူး။ရှင်းပြဖို့တကယ်လိုအပ်တဲ့အခါရှင်းပြပြီးမလိုအပ်တဲ့အခါမှာတော့မတိမတာကိုလန်းကိုဆက်လျှောက်လာခဲ့တာပါ။ အချို့လူတွေကတကယ်တော့အမိုက်ထောက်တီအိုရီလိုပဲသူတို့နေစဉ်ဘဝကမကျေနပ်မှုမရောက်ရဲမှုလောဘဒေါသစတာတွေကိုအခြားသူကောင်းဖို့ပေါင်းချဖို့အမြဲစူးစမ်းတတ်ကြပါတယ်။တင်တာလက်ခံလိုက်လို့ကတော့တင်လဲအမိုက်တွေနဲ့နန်းစော်နေပါလိမ့်မယ်။ဒါအပြင်တင်လဲတင်အမိုက်တွေကိုမနိုင်တော့တဲ့အခါလက်ဆင့်ကမ်းပြီးအခြားသူကောင်းဖို့တွန်းချဖို့စူးစမ်းကောင်းစူးစမ်းနိုင်ပါသေးတယ်။ လူသားပီပီအမြဲတမ်းတော့အမှိုက်တင်မယူမိဖို့သင်ရှောင်ရှားနိုင်ခြင်းရင်ရှောင်ရှားနိုင်ပါလိမ့်မယ်။ဒါပေမဲ့အတတ်နိုင်ဆောင်တော့သူများတွေရဲ့အမှိုက်တွေကိုမယူမိအောင်စ조사ကြည့်ပါ။တဲ့ရဲ့တာယာလှပဖွဲရာကောင်းတဲ့ဒေသနေကိုအခြားသူတို့ရဲ့စကားသခွန်ကြောင့်တင်ဘဝအပျက်စီးခံမှာတဆောင်တယောက်ကစိတ်အနှက်ရှက်ဖြစ်ပွဲစကားသခွန်ပြောလိုက်လို့တနေကောင်တင်းစိတ်အနှောက်ရှက်ဖြစ်ဘူးလား အဲ့ဒါသူများပေးတဲ့အမိုက်ကိုတင်ယူခဲ့မိလို့ပါကိုကိုတိုင်းအမောက်အမိုက်မယူခြင်းတလို့သူများကို အမိုက်မပေးမိအောင်လဲအမြဲစူးစားပါဒီနေ့ကစပြီးတင်းရဲ့နေ့စဉ်ဘဝမှာစိတ်အနှောင့်ယှက်ဖြစ်ပွားရလေးတွေကြောင့်တိုင်းအပေါ်က အမိုက်ထောက်တီအိုရီလေးကို ပြန်စင်စားပါတင်ကိုအစိတ်နှောက်ရှက်ဖြစ်ဖို့ဝေးရောက်လာတဲ့အမိုက်ထောက်တွေကိုတင်လက်ခံပါလား သင်ရဲ့ပျော်ရွှင်မှုအတွက်သင်မှာပဲအပြည့်အဝတာဝန်ရှိပါတယ်။ကဲစာအုပ်လေးကတော့ဒီလောက်ပါပဲ။နောက်ထပ်နောက်ထပ်လည်းရှေ့ဆက်အပိုင်းတွေကို လာပြီးတော့ဖတ်ပြမျှဝေတင်ဆက်ပေးပါအောင်မရှင်။ channel လေးကိုအားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။